တော့ပတိပုံမြင်မဂ္ဂဇင်းအနေနဲ့ပြန်လည်ကြိုးပါရယ်ဒီခါရွှေငါပြောပြပေးမယ်တင်မသိသေးတယ်သူတို့အကြောင်းနေထဲကဘသူလေးဖြစ်မလဲတိုင်းသူ sorry ထက်ရှေးကြတဲ့မသိမျိုးရေအောက်တဲ့သွားတဲ့ ချီအောင်ဂျယ်လီလေးလို့ရေပေါ်တက်တက်လာတတ်တယ်ဂျယ်လီငါဆိုတဲ့ရေခူလေးတွေမြင်မှုကြရမလားဒီတခါသင်မသိသေးတဲ့သူတို့အကြောင်းကနေရေခူဆိုတဲ့ဂျယ်လီဖစ်အကြောင်းတင်ဆက်ပေးခြင်းပါတယ်ရေခူတွေဟာကိုပိုင်းကနေထီးလိုလို ठी လိုလိုခေါင်းလောင်းလိုလိုအဝိုင်းရှိပြီးတော့အောက်ပိုင်းကလက်တံလေးတွေနဲ့ပင်လယ်တိုင်းမှာတွေ့ရတဲ့တတဝါပေါ့ ရေထဲမှာ slow motion အနည်းပြခွန်းနဲ့ကနေတယ်လို့ထင်ရလောက်ရေကူးနေကြတဲ့အကောင်လေးကြီးလေရေကူးတွေကကြုံရုံးမဲ့ရေသတော်အုပ်စုဝင်ဖြစ်ပြီးတော့ရေစည်းကြောင်းနဲ့အတူမျောပါနေထိုင်ကြပါတယ်ကဘာပေါ်မှာမတူညီတဲ့ပုံစံမတူညီတဲ့သဘာဝတွေနဲ့ရေခုမျိုးစိတ်ပေါင်း၃သိန်းကျော်လောက်တောင်ရှိကြပါတယ်။ ောင်သေးရင်လက်သေးခွန်လောက်ပဲရှိပြီးတော့ကြီးရဲ့အကောင်လေးဆိုရင်သူတို့ရဲ့လက်ချောင်းလေးတွေကလူရဲ့ထက်တောင်ရှည်တက်ပြီးတော့ဆယ်ပေလောက်တောင်ရှည်တက်ကြပါတယ်တဲ့လူတွေကရေထက်60ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားပြီးတော့ရေခူတွေကျတော့ရေထက်65ရာခိုင်နှုန်းတောင်ရှိပါတယ်။ဒါကြောင့်သူတို့တွေကန်းဆက်မှာတင်နေလို့ရှိရင်အပူချိန်နဲ့အချို့အစိတ်ပိုင်းတွေရင်ငွေ့ပြန်သွားတက်ကြပါတယ်။ ေကူတွေကဖောက်ထွင်းမြင်ရတဲ့အကြည်အောင်လေးတွေဖြစ်ပြီးတော့တချို့တွေကတော့ပန်းရောင်အဝါရောင်အပြာရောင်ခရမ်းရောင်ရေကူတွေလိုမျိုးတောက်ပတဲ့အရောင်လေးတွေနဲ့ရေကူတွေလည်းရှိကြပါတယ်။အချို့ရေကူတွေကပိုးစုံကျူးလေးတွေလိုကိုယ်ပိုင်အလင်းထုတ်နိုင်ကြပါသေးတယ်။သားကောင်တွေကိုဆွဲဆောင်မှုနဲ့ရန်သူတွေကို မောင်းထုတ်ဖို့အလင်းရောင်ထုတ်ကြတာပါ။သူတို့ရဲ့အလင်းရောင်တွေကြောင့်ညဘက်မှာမီးလုံးလေးတွေထွန်းလာသလိုလင်းနေပြီးတော့အုပ်စုလိုက်ဆိုတိတ်လှပါ သူတို့ကငါးတိတိလေးတွေပစွန်တွေကနန်းတွေအပင်ငယ်လေးတွေကို စားတတ်ပြီးတော့အစာရှာတဲ့အခါအစာကိုလက်တံနဲ့တို့ပြီးတော့တက်လိုက်သလိုဖြစ်သွားအောင် ထုံချင်အောင်လှုပ်လိုက်တယ်။သူ့လက်တံနဲ့အတုခံရတဲ့ငါကလေဖြတ်သလိုခံစားသွားတဲ့အချိန်မှာလက်တံနဲ့ဖမ်းယူပြီးစားပစ်လိုက်တာ။ပါဇက်ကအဝိုင်းမုံအောက်ကအလေတက်တဲ့မှာပါပါတယ်။အဲ့ဒီနေရာနေပဲအညစ်အကြေးဆွံ့ကြပါတယ်။ရေခူတွေကထူးဆန်းတယ်။ခေါင်းလည်းမရှိဘူး၊မျက်လုံးလည်းမရှိဘူး။ နားလည်းမရှိဘူးဒါအပြင်အုံနှောက်လည်းမရှိအရိုးလည်းမရှိနှလုံးလည်းမရှိ သွေးလည်းမရှိကြဘူးဒါပေမဲ့သူတို့မှာအာယုံကြောစနစ်တော့ရှိတယ်အရေပြားနဲ့အောက်ဆီဂျင်ရယူပြီးတော့အသက်ရှင်နေကြတယ်ရေခူရီရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်တွေထဲကတစ်ခုကတော့ကဘာမြေပေါ်မှာလွန်ခဲ့တဲ့နှစ်တန်းပေါင်း650ကလေးကစတင်ဖြစ်တည်ခဲ့ကြပြီးတော့ဒိုင်နိုဆောတတဝါကြီးထက်နှစ်တန်းပေါင်း400ကျော်ပိုဆိုးပြီးဖြစ်တည်ခဲ့ကြရဲဆိုတဲ့အချက်ပါပဲ။ ိုင်းနိုဆောရီသားမျိုးတုံးပြောက်ွေသွားတာကြားလာပြီရေကူတွေကတော့အခုထိမျိုးတုံးမယ်ဆိုတာမကြဘူးသိဘူးနော်လူသားတွေမရှိတော့ရင်တော့မရေကူတွေစက်ကြံခဲ့မလားလို့တန်တရားဖြစ်လာမိရဲ့နောက်တစ်ချက်ရှိသေးတယ်ရေကူတွေကတက်တန်းတစ်နှစ်ဝန်းကျင်ရှိပြီမယ်ရေကူအမျိုးအစားတစ်ခုကတော့မတည်မျိုးတွေလို့တော့တင်စားခေါ်ရလောက်အောင်အုံမင်းသွားရင်လည်းပဲမတည်ပဲနဲ့ သားလောင်းဘဝပြန်ပြန်ရောက်သွားပြီးတော့ပြန်ကြီးထွားလာတတ်ပါတယ်တဲ့။ဒါကြောင့်ဘသူတွေဘလောက်မျိုးတုံတုံသူတို့တွေအော်များနေတာများလား။ပင်နယ်လေးတွေကရေခူတွေကိုတိတ်ကြိုက်တယ်။ဂျယ်လီလိုလိုပီကီလိုလိုဝါလိုကောင်းလိုနေမှာပေါ့။လူတွေကလည်းစားလို့ရတဲ့ရေခူတွေကိုစားကြတယ်။စားလို့ရတဲ့ရေခူတွေရှိသလိုအစိတ်ရှိတဲ့ရေခူတွေလည်းရှိရနော်။တချို့ဆိုတေတောင်တိတ်စေနိုင်တယ်ဒါပေမဲ့သူတို့ကလူတွေကိုတမင်လာတိုက်ခိုက်တာတော့မရှိဘဲနဲ့သူတို့ကိုလာထီးမှတိုက်ခိုက်တတ်တာပါ ရေကူတွေပေါ်များချက်ကတော့တချို့နိုင်ငံတွေမှာဆိုရင်တတိပေးဆိုင်ပုတ်တွေအောင်ထားထားရပါတယ်။ရေလုံသားတွေငါးဖန်းသင်းမောတွေဆိုလဲစားလို့မရတဲ့ရေကူတွေအများကြီးငါးဖန်းပိုက်မှာလာမိလို့ရှိရင်ဖယ်ရတာကတ်လွန်လက်ဝင်လွန်လို့စိတ်ညစ်ရတယ်။ဒါပေမဲ့ ecosystem ဆိုရဲဂေဟာစနစ်အရာပဝင်းကြီးအကျိုးလဲပြုတယ်လို့သိရတယ်။ပင်လယ်ရေအောက်ကအပင်တွေကိုစားပြစ်တဲ့အကောင်ငယ်လေးတွေကိုရေကူကပြန်စားလိုက်တဲ့အတွက်သမုဒ္ဒရာကြီးမှာဟန်ချက်ပြန့်ညစ်နေတယ်လေ။ တဘာဝပတ်ဝန်းကျင်ကြီးအတွက်အကျိုးပြုမယ်ဆိုရင်တော့ရေခူးတွေမျိုးမတုံးပဲဆက်ရှိနေလဲစိတ်မပူတော့ပါဘူးတငယ်ချင်းလေးတို့ရောပင်လယ်ကြီးကိုချစ်ပြီးရောတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ကျင်ကြလားဒါဆိုအမိုက်တွေကိုစီးကဲမဲ့မပစ်ဘူးဆိုတဲ့အခြေခံစောင့်သိမှုလေးနဲ့ပင်လယ်ကြီးကိုစောင့်ရှောက်ကာကွယ်တဲ့သူတယောက်အဖြစ်ဂုဏ်ယူလိုက်ပါ တယ်။သင်မသိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငယ်ချင်းလေးတွေအကြောင်းထပ်သိချင်သေးရဆိုလို့ရှိရင် Avocado Story Recipe Facebook Page, Avo Story Magazine YouTube နဲ့ Thorpe The Pomme Magazine TikTok တို့ကို Like Follow Subscribe လုပ်ထားလိုက်တော့နော်။